ကြောက်ကကြောက်ထည်ဆိုတာ15ဘေးရင်နဲ့လုံလို့မရအောင်ကြောက်ထည်ဆိုတာ73ဘေးရင်နဲ့ပဲလုံလို့ရတယ်เนาะကြောက်ထည်ကို15ဘေးရင်နဲ့လုံရင်ဘာဖြစ်တလဲဆိုရင်ဒီလိုမျိုးရွှေတွေရဒီကြောက်တီကိုကုတ်တဲ့ကုတ်အားစိတ်နေကိုကုတ်တဲ့ကုတ်အားနေပြီးတော့မှကြောက်တီခဏခဏထွက်တာစိတ်နေခဏခဏထွက်တာဒါမျိုးဖြစ်တယ်ဒါကြောင့်မလို့ကျမတို့ကရွှေအီကိုချပြီးတော့မှ73ဘေးရင်နဲ့ပဲလုံလို့ရအဲ့ဒါမှသာလေဒီကြောက်ကလေးတွေကခိုင်ခိုင်ခန့်ခန့်နဲ့ကြောက်ကလေးတွေမြင်းမြင်းမြန်မြန်ဖြစ်တာเนาะအဲ့တော့ကြောက်ထည်တွေစိတ်တွေကိုလုတ်တယ်ဆိုရင်73ဘေးရင်နဲ့ပဲလုံရတယ်โอเคเนาะဆိုတော့အဲ့တော့လေ ကျမတို့ကလေအခုလိုမျိုးပေါ့ဒါဆိုရင်ဒါမသိတဲ့ဟာကိုကျမကဒါဆိုရှင်းပြတယ်ပေါ့အဲ့တော့ကျမတို့တွေကအသိပညာတွေဘဝတုတ္တတွေเนาะအာအတွေ့အကြုံတွေကိုဆိုတာတယောက်နဲ့တယောက်နဲ့ဖလှယ်ရမယ် ဒါမှသာလေသူကတက်တဲ့ဟာကနောက်တစ်ယောက်စီကိုရောက်ရှိသွားမယ်နောက်တစ်ယောက်စီကနေနောက်တစ်ယောက်စီကိုရောက်ရှိသွားမယ်အသိပညာဗဟုသုတအတွေးခေါ်တွေကျမတို့ကတယောက်နဲ့တယောက်နဲ့ဖလှယ်ရမယ်ပြောဆိုဆွေးနွေးရမယ်အဲ့တော့ကျမတို့လိုမျိုးပြောဆိုဆွေးနွေးတဲ့သူတွေဟာကျမတယောက်သေးတာမဟုတ်ဘူးအများကြီးရှိဖို့လိုအပ်တယ်เนาะအဲ့တော့ကောင်းရာကောင်းမွန်အကြောင်းချင်းရာတွေကိုပြောဆိုဆွေးနွေးတဲ့သူတွေဟာ အများကြီးရှိဖို့လိုအပ်တယ်ဒါမှသာလင်တယောက်နဲ့တယောက်နဲ့ဘ ഹു တုတ္တရီအတွေးအခေါ်တွေเนาะစဉ်းစားပုံစဉ်းစားနည်းတွေကျမတို့တွေကတယောက်နဲ့တယောက်နဲ့ကောင်းတာလေးရှိရင်ယူမကောင်းတာလေးရှိလို့ရှိရင်ဖယ်လိုက်ဒီလိုမျိုးနဲ့ကျမတို့ဟာလေလောကကြီးမှာဖလှယ်ကြရတာဒါကြောင့်မလို့သားရဲ့အတိအတိပညာတွေအတက်ပညာတွေကိုဖလှယ်ဖို့တက္ကသိုလ်ကြီးတွေဟုတ်တယ်လားဒါဆိုဆရာမတွေဆိုတာဟာဒီတက္ကသိုလ်ကြီးတွေမှာသူတို့တက်ထားတဲ့ပညာကိုပြန်ပြီးတော့မှသင်ကြားပေးတာဒါဖလှယ်တာပဲ ဟုတ်တယ်နော်ဘဟုတုတ္တတွေဟုတ်တလားတင်တန်းချောင်းနေဟာတိုင်းတင်နေတင်တန်းချောင်းဆိုတိုင်းနေပညာတွေကိုပြန်ပြီးဖြန့်ဝေတယ်ဟုတ်တယ်နော်ဆိုတော့ကျမတို့သတင်းဤပညာအချက်လက်တွေဟုတ်တလားဒါတွေဟာဒီလိုမျိုး sharing caring လောက်တော့မှသာလေကျမတို့တွေဟာဟောသတင်းအချက်လက်တွေစဉ်းစားပုံစဉ်းစားနည်းတွေအတွေ့အကြုံတွေဘဟုတုတ္တတွေကျမတို့တချို့ကစာဖတ်ပြင်းနေအဲ့တော့စာအုပ်စာပေလူမိတ်ဆွေဆိုပြီးစာအုပ်တွေထဲမှာစာတွေဖတ်ကြလို့ရှိရင်စာဖတ်ပြင်းတဲ့သူတွေကိုကျမတို့က 拍没累了，唱嘞，对不对？这这声没有嘛，好标了。 တဆင့်ပြန်ပြီးတော့မှဘဟုတုတ္တတွေကိုဖလှယ်တာအဲ့တော့စာဖတ်ပြင်းတဲ့သူတွေဟာကျွန်တော်တို့တယ်လီဖုန်းလေးကြည့်ရင်လည်းဒီစာအုပ်ထင်းကဖတ်ရတဲ့အကြောင်းအရာတွေကိုသိသွားမယ်အဲ့တော့စာဖတ်လို့ရှိရင်တစ်ခါလေးကျရင်မေ့တတ်တဲ့သူတွေရှိတယ်ကျွန်တော်တို့ကကြတော့စကားနဲ့ပြောတာကြတော့နားမထောင်ခြင်းနားထောင်ခြင်းအောင်တစ်ခါလေးစကားတစားဆင်ပြီးပြောတဲ့ခါကြတော့လွယ်လွယ်ကူကူနဲ့မှတ်မိသွားတယ်ကျွန်မကတော့ကျွန်မရဲ့ရက်တီမှုကျဉ်တ်တယ်ဘလို့ကြီးပဲကျွန်မကိုဗလိန်ဗလိန်ဘာဖြစ်လို့လဲဆိုတော့အခုဆိုရင်သမီးလေးတွေသားလေးတွေအရွယ်လေးတွေအစအစတီတင်းတီတင်းကိုဆိုချစ်တယ်နော်တီတင်းပြောတာတွေနားထောင်ပြီးတော့သားတို့က လေဘလို့ဖြစ်တယ်တမီးတော့ကလေဘလို့ဖြစ်တယ်တည်တင်းရဲ့အတွေးခေါ်တွေကိုလေအရန်သဘောကျတယ်တည်တင်းတွေးခေါ်တဲ့ဒီစကားတွေကိုနားထောင်ရင်နားထောင်ရင်လည်းသားတို့တဖြည်းဖြည်းနဲ့အာရင့်ကျက်လာတဲ့စသဖြင့်စကားလေးတွေဆိုကျမဘီတီဖြစ်တယ်အဲ့အတွက်ကြောင့်မလို့ကျမရဲ့ရှီရှောင်ရက်တီမှုကလည်းကျမကိုဘလောက်ပဲအပုတ်ချအပုတ်ချကျမကိုဘလောက်ပဲတိုက်ခိုက်တိုက်ခိုက်ကျမကဒီလိုပဲပြောသွားမှာအဲ့တော့လေကျမတို့ကဘဟုသုတရင်းအတွေ့အကြုံနေနော်အာကိုယ့်ရဲ့တက်တဲ့ပညာတွေကိုမျှဝေပြီးတော့မှပြောဆိုဟောပြောနေတာဒီ သူတိသူတက်သူသားလင်းဆရာမကြီးလို့ခံယူတာမဟုတ်ပါဘူးနော်ကျမတို့တက်တဲ့ပညာတွေကို မျှဝေတာတိတဲ့အသိတွေကိုမျှဝေတာသိလားအဲ့လိုမျိုးဆရာလုံးစင်နာတွေဘာရင်းညာတွေမရှိပါဘူးသိလားအဲ့တော့တခုခုပေါ့ကျမတို့ကနိုင်ငံမှာတခုခုဖြစ်တယ်ဆိုရင်လည်းအဲ့ဒီတခုခုပေါ်မှာမူတည်ပြီးကျမတို့ဘယ်လိုရနိုင်မလဲ နော်ကျမတို့ဘယ်လိုတွေစင်ကျင်ဖို့ဖြစ်ရမလဲဘယ်လိုတွေကျမတို့တွေဟာရှောင်ကျင်ဖို့တွေဖြစ်ရမလဲဒါတွေကိုတယောက်နဲ့တယောက်နဲ့ဖလှယ်ပြီးဆွေးနွေးတဲ့သဘောပါအခုဆိုရင်ငငယ်လေးတွေခလေးလေးတွေဒါအခုပြစ်မှုတွေဖြစ်တဲ့ကိစ္စတွေမှာဆိုရင်ဒါဆိုရင်ကျမတို့တွေဟာဆွေးနွေးရမယ်မိဘတွေဘာလုပ်ရမလဲ မိဘဆိုင်ရာဘလို့လက်တွဲပြီးတော့မှဒီဖြစ်စဉ်ဖြစ်ရက်တွေကိုဘလို့ကာကွယ်နိုင်မလဲကျမတို့တွေကဓာရီကိုပြောနေတာဒီဆိုင်ရာလောက်တာမဟုတ်ပါဘူးပွဲတိုင်းပါတာလည်းမဟုတ်ပါဘူးဟုတ်လားအဲ့လိုမျိုးတွေပြောဆိုဆွေးနွေးတော့မှဒါလေးတယောက်နဲ့တယောက်နဲ့ तू မစင်းစားမိတာကိုကိုစင်းစားမိတယ်ကိုမစင်းစားမိတာကို तू စင်းစားမိတယ်ဒီလိုမျိုးလေးတွေဖြစ်ပြီးတော့မှကျမတို့တွေကအစင်တန်းမြင့်တဲ့လူမှုပတ်ဝန်းကျင်ဖြစ်မှာပေါ့အဲ့ဒါကြီးကိုအဲ့လိုဟောပြောဆွေးနွေးတဲ့သူတွေကို तू တိ तू တက် तू သာလင်ဆရာမကြီးဆိုတော့နင်းနေတော့လွဲနေတယ် နော်နင်းနေတော့လွဲနေတယ်ကျမတစ်ခါလေးကြာရင်အဲ့လိုစကလုံးနေကြာရင်ကျမစိတ်ပြတ်မိတယ်တိလားဒါပေမဲ့လည်းလေကျမဘယ်လိုပြောလဲဆိုတော့အော်ဒီလိုပဲလူဆိုတာတော့အတိုက်အခိုက်ဆိုတာရှိမှာပဲလက်ခံတဲ့သူလည်းရှိမှာပဲလက်မခံတဲ့သူလည်းရှိမှာပဲအဲ့တော့ဒီပြောဆိုဆွေးနွေးတဲ့ကျမတို့ကအပြုသဘောဆောင်တဲ့ပြောဆိုဆွေးနွေးချက်တွေကိုနားထောင်ပြီးတော့မှပြင်ဆင်လိုက်တယ်တည်သွားမယ်ကျမရွှေချောင်းတွေပြောပြတယ်စိန်ချောင်းတွေပြောပြတယ်ယေဒနာချောင်းတွေပြောပြတယ် တိသွားကြတယ်ဟာဆိုရင်ဒါဆိုရင်အာဟိုတော်လာဆိုတကြားခဲတွေဝယ်လို့ရှုံးကြရပြီကျွန်မပြောတကြားခဲမွန်နေရွှေစုစာအုပ်တွေစုကြလို့လိန်ကြတယ်ညာကြတယ်ရွှေစုစာအုပ်တွေနော်ဒီလိုဖြစ်တယ်နော်ဟာတခါတည်းငွေတွေကို stock ကြီးပါတယ်ဆိုပြီးတော့မှအလိန်တွေထည့်မထင်းနေနော်ဒီလိုတွေကျွန်မပြောခဲ့တယ်မလားဒါရင်ဟာကျွန်မနေရာတကာပါတာမဟုတ်ဘူးမတိတဲ့သူတွေကိုကျွန်မကညံအလင်းဖွင့်ပေးတဲ့သဘောပဲဖြစ်ပါတယ်အဲ့တော့ရှောင်ကျင်လိုက်လို့လူတဦးရှောင်ကျင်လိုက်လို့အကျိုးရှိတယ်ဆိုရင်လေကျွန်မရဟောပြောချက်ကအကျိုးရှိပါတယ်နော်အဲ့အတွက်ကြောင့်မလို့အော်လူတွေအကျိုးရှိတယ်ဆိုရင်ငါ့ ့အမုန်းခံရချိုးနှက်ပါတယ်ဆိုတဲ့စိတ်နဲ့ပဲကျမကရှေ့ဆက်သွားပါတယ်ကျမ personally ကျမဘသူ့ပေါ်မှာတိုက်ခိုက်တာဝိတ္တာစားတာဘလို့အမလီနေတာထိုင်တာဘလို့စားတာတောက်တာဘလို့သူ့လင်းနေရဘလို့ သူမယားကိုဘယ်လိုကျမမပြောဘူးပါဘူးအဲ့လိုမျိုးတွေเนาะကျမပြောတယ်ကျမပါတယ်ဆိုတော့အဆင့်နေဟာဒီအကြောင်းအရာကိုကျမပြောလိုက်ရင်လူတွေအများကြီးအတွေးတစ်ခုခုရသွားပါစေရဲ့ဆိုတော့အကြောင်းအရာတွေကိုပဲကျမပြောခဲ့တာပါเนาะဆိုတော့အယမ်းကြီးလည်းမမုံရပါနဲ့ဟုတ်ပြီလေเนาะအယမ်းကြီးလည်းမမုံရပါနဲ့ဟုတ်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ် ြောခဲ့တဲ့စကားလုံးတွေဟာအကျိုးရုပ်စီတဲ့စကားတွေရာဂိုင်နှောင်းအဖြစ်ကတော့တော်တော်နေတယ်လို့ကျွန်မဒီလိုထင်ပါတယ်ကျွန်မကိုကျွန်မလည်းကျွန်မကိုကျွန်မလည်းအမြင်နဲ့တိုးတက်အောင်ကျွန်မစူးစမ်းနေပါတယ်เนาะဒီထက်ပိုပြီးအကျိုးရှိတာတွေပြောနိုင်ဖို့လဲကျွန်မဝမ်းစာတွေအများကြီးဖြည့်နေပါတယ်ဟုတ်လားကျွန်မကလည်းကျွန်မကိုအားကိုးတကြီးနဲ့မေးတဲ့မေးခွန်းတွေဆိုကျွန်မဖြည့်ပေးစံတယ်လေအဲ့တော့ဖြည့်ပြီးတယ်ပြောပြီးတယ်ဆိုတဲ့နေရာမှာလဲစိတ်ထင်ရမြင်ရနဲ့လက်တန်းပြောလို့မရဘူးကျွန်မတို့က နိုင်ငံအဆင့်ပြောနေတာဘာဖြစ်ဆိုတနိုင်ငံလုံးကလူတွေစောင့်ကြည့်နေကြတာတခွန်းမားသွားရင်ကျမတို့ကခွမ်းမဲ့ကိစ္စမျိုးတခွန်းမားသွားရင်စကားအစိတ်အတော့ဖြစ်သွားမဲ့ကိစ္စမျိုးအဲ့တော့စကားအစိတ်အတော့ဖြစ်စီကိုယ့်ရဲ့စကားဟာအများပြည်သူကိုအစိတ်အတော့ဖြစ်စီမဲ့စကားမျိုးနောက်တစ်ခါအကြောင်းအချက်အလက်မခိုင်မာတဲ့စကားမျိုးကျမတို့ပြောလို့မရဘူးအဲ့တော့ကျမတို့ပြောပြီဆိုရင်အကြောင်းအချက်အလက်ခိုင်ခိုင်မာမာတိတိပပတိတိကြကြနဲ့အများပြည်သူအကျိုးရှိစေတဲ့စကားမျိုးပဲပြောလို့ရတယ် နော်အဲ့ဒီအတွက်ကျမတရားရဂိုင်တော့အာမခံပါတယ်နော်ဆိုတော့လေကတလီကြတော့လေစိတ်ပြက်မိတယ်ဒါပေမဲ့အယ်မွန်တင်းကလည်းအကြောတင်းတယ်တောင်မန်ကလည်းတပြန်းပြန်အဲ့လိုမျိုးများမေးလာပြီဆိုလို့ရှိလို့ရှိရင်အဲ့ဒါအက်တစ်တွေဖြစ်ပြီးတော့မှတောင်မန်တွေကတပြန်းပြန်ပြန်ဖြစ်လာပြီဆိုတော့လေအော်ဟိုဒါလေးကိုပြောချင်တာပါကျမတို့ဖလှယ်ရမယ် တိတဲ့တက်တဲ့သူတွေလည်းကိုကျွမ်းကျင်ရနဲ့ပဲကနေဖလဲပါပြောပါ speech တွေကပြောရမယ်ဘာဖြစ်လို့လဲဆိုတော့ဒါမှသာလင်ကျမတို့တွေကအတွေးခေါ်တွေကမြောင်များစွာလူပေါင်းမြောင်များစွာရဲ့အတွေးခေါ်တွေကကျမတို့ဘဟုတုတတွေအနေနဲ့ကျမတို့တွေဟိုရရှိကြမှာပေါ့နော်အဲ့တော့ကိုတိတဲ့နယ်ပယ်ကိုတိတဲ့ career မှာပြောဆိုဆွေးနွေးချက်တွေဆိုရင်ကျမတို့ကိုယ်တိုင်လည်းတလေးတစားလိုက်ပြီးတော့မှနားထောင်မယ်။အော်ဒါလေးဆိုရင်ကျမဆိုဘလောက်ထိတောင်မှအတွေးခေါ်ကိုတွေးတယ်လဲဆို ကျွန်မ game ဆော့တယ် candy crush ကိုဆော့တယ်ဆိုလို့ရှိရင်ရွှေတုံးနေရှိတယ်မလားအဲ့တော့တပွင်းရှုံးသွားပြီဆိုရွှေတုံးကိုအသုံးပြုပြီးတော့မှကျမကနိုင်အောင် pass လုပ်လို့ရတယ်ဒါပေမဲ့ five move ပဲရတယ်ကျမစဉ်းစားရတယ်ဒီ five move နဲ့ငါကဖြတ်တန်းရင်ဒါကိုနိုင်နိုင်ကြီးရှိလားမနိုင်နိုင်ဘူးမနိုင်နိုင်ငါတွေကငါတစ်ခုပေးလိုက်တယ် နော်ငါတစ်ခါထပ်ပြီးအရှုံးခံလိုက်မယ်ပြီးရင်နောက်တစ်ခါဆိုလို့ရှိရင် move က15 15ချိန်ဖြစ်သွားမယ်15ချိန်ဖြစ်သွားလို့ရှိရင်ငါနိုင်နိုင်ချိန်များသွားပြီဟုတ်လားငါဘက်ကတစ်ခုပဲပေးလိုက်ရတယ်သူစီကနေငါ15ခုရမယ်ဒါဆိုရင်တားတယ်အဲ့တော့ဒီလိုပဲကျမတို့ဘဝမှာလည်းဒီလိုပဲတစ်ခါတလေကြလို့ရှိရင်အနိုင်ကြီးနဲ့ကျမတို့ကအမြင်နဲ့တတ်မှတ်လို့မရအောင်ကိုယ့်ဘက်ကနေပြီးတော့မှ တခုပင်းလိုက်ရပြီးတော့မှအရှုံးပင်းလိုက်ရပြီးတော့မှကိုဘက်ကနေပြီးတော့မှအလျှော့ပင်းလိုက်ရပြီးတော့မှကျမတို့ကလိုချင်တဲ့အရာကိုပြန်ယူရတဲ့အရာမျိုးတွေလည်းရှိတယ်။ဒါမျိုးတွေကျမတို့ရှိတ်ချိန်ထိုးပြီးတော့မှစဉ်းစားရကျမဆိုဂိမ်းလေးဆော့ရင်လည်းကျမစိတ်ထဲမှာအဲ့လိုမျိုးလေးဖက်ခနေဆိုညံအလင်းပွင့်တဲ့ခါမျိုးတွေကိုကျမအဲ့လိုစဉ်းစားရတဲ့သူ။ နော်ဆိုတော့လေဘယ်အရာလေးပဲဖြစ်ဖြစ်ဘဝနဲ့ချိန်ထိုးပြီးတန်ဖိုးရှိတာတွေကိုပဲတွေးပါတယ်ကျမဟောပြောတယ်ပြောဆိုတယ်ကျမမျှဝေတယ်ဆိုတဲ့အချက်လက်တွေလည်းတန်ဖိုးရှိတာတွေကိုပဲမျှဝေပါတယ်အဲ့တော့ကျမမျှဝေတဲ့ဟာတွေဟာအာနားဆင်သူတွေအတွက်ဘလို့ခေါ်အပိုဖြစ်တယ်ဆိုရင်ကြော်သွားလိုက်ပါလိုအပ်တဲ့သူတွေရှိတယ်ယူပါစေ နော်ပြည်စုံနေတဲ့သူတွေကကြော်သွားလိုက်ပါလိုအပ်နေတဲ့သူတွေရှိတယ်ယူပါစေအဲ့တော့နားလေပြီးသားသူတွေကကြော်သွားလိုက်ပါနော်နားမလေသေးတဲ့သူတွေနားထောင်ပါစေနော်အဲ့တော့လူတွေအကုန်လုံးကအတိညာတပြေးတည်းမဟုတ်ဘူးလေကျမမြင်းနေပြောတယ်အော်ကျမတို့အိမ်ကအိမ်မှာအလုပ်လုပ်တဲ့ကလေးတွေဆိုတခါလေးကျအချိုးမပြေတာတွေပါတယ်ဆိုရင်ကျမအမေဆိုစိတ်ဆိုးပြီးဒေါသတွေထွက်ပြီးတော့တခါလေးဆူဟဲပြောရဲဆိုကျမကျမအမေကိုကျမလေးရင်အေးအောင်ကျမဘယ်လိုပြောရလဲဆိုတော့မမီးဘာဖြစ်လို့ သောသားတွေအရန်ထွက်နေမှာတော့ဘာဖြစ်လို့စိတ်တွေအရန်ဆိုးနေမှာတော့ကိုလောက်မတိလို့တို့ဒီလိုလေကိုလောက်တိရင်ကိုလိုဘဝဖြစ်မှာပေါ့ဟုတ်လားကိုလောက်မတိသေးလို့မလို့တာရဲ့ကိုစီမှာဒီလိုဖြစ်တာလေအဲ့တော့ကိုထက်တိရင်တော့ကိုထက်တာသွားမှာကိုလောက်တိရင်လဲကိုလိုဘဝမျိုးရနေမှာပေါ့အဲ့တော့စိတ်မဆိုးနဲ့မနာမလဲသေးရင်နားလည်အောင်တင်ပေးလိုက်နောက်နားလည်သွားလို့ရှိလို့ရှိရင်အဆင်ပြေသွားလိမ့်မယ်မအော်နေနဲ့ကိုလဲစိတ်ဆိုးရတယ်ကိုလဲစမ်းမရေးထိခိုက်တယ် တို့လည်းစိတ်ညစ်ရတယ်တို့လည်းဝေဒနာတွေဖြစ်တယ်เนาะအဲ့တော့အဲ့လိုမျိုးနေဟုတ်လားအဲ့တော့လေလူတိုင်းကတိနေတာမဟုတ်ဘူးအဲ့တော့နားမလဲသေးတဲ့သူတွေယူပါစီနားလဲပြီးသားသူတွေကြော်သွားပါเนาะကျွန်မဒါလေးကိုမြစ်တာရက်ခံပါတယ်เนาะဆိုတော့နားမလဲသေးတဲ့သူတွေအများကြီးရှိနေသေးတာမလို့ကျွန်မဆက်ပြီးပြောပြရစီเนาะအဲ့ဒါလေးအဲ့တော့လေအဲ့တော့ရွှေကလည်းပေါက်စင်းနဲ့ရောင်းသလားပေါက်စင်းနဲ့မရောင်းဘူးလားဆိုတော့လေ အမားခုနပြောသလိုပေါ့တိုင်းလောကနည်းနည်းလေးရှုပ်ထွေးတယ်နော်တိုင်းလောကနည်းနည်းလေးရှုပ်ထွေးတယ်ဆိုတော့အာတတ်မှတ်ချက်တွေကလည်းရှိတယ်ဆိုတော့လုပ်ငန်းရှင်တွေဘက်ကလည်းလုပ်ငန်းရှင်တွေဘက်ကအခက်ခဲရှိတယ်နော်ဒီဘက်ကအာဝယ်ယူတဲ့သူတွေဘက်ကလည်း transparency ဖြစ်ချင်တယ်နော်ဆိုတဲ့ခါကြတော့အဲ့တော့ နည်းနည်းလေးဒီကိစ္စလေးမှာတော့နည်းနည်းလေးရှုပ်ထွေးနေသေးတဲ့အနေအထားလေးဖြစ်တာပေါ့နော် transparency လေးမဖြစ်နေဘူးပေါ့ရောင်းရတာဝင်ရတဲ့နေရာမှာ transparency မဖြစ်နေဘူးပေါ့နော်အဲ့တော့ကန့်သက်ချက်တွေတတ်မှတ်ချက်တွေရှိတာတော့ကြောက်မလို့နော်ဆိုတဲ့ခါကျတော့အဲ့တော့ညီမလေးတို့ကလည်းမိခွန်းနေမေးတယ်အမကလည်းမိခွန်းနေမေးရင်ဖြေးခြင်းနဲ့နော်အဲ့တော့ဖြေးတဲ့အချိန်ကြာလို့ရှိရင်လေတယောက်ကမေးတဲ့မိခွန်းကိုကိုစားပြုပြီးအမကအများသိအောင်လို့ဗီဒီယိုလေးတွေရိုက်ရိုက်ပြီးတော့မှတင်ပေးတယ်အဲ့တော့ ခုနကပြောတဲ့ hater တွေအမြင်မကြည်လင်တဲ့သူတွေကလည်းနေရာတကာပါတယ်အမလီမနေရဆိုပါလဲပွဲပေါင်းဘာဘာလို့ဘလို့ဆိုလားပါလဲမသိပါဘူးသူတိသူတက်ဘာသူထမိန်နေရောဘာတွေရောညာတွေရောအဲ့လိုမိုးချိုးမြစ်ချိုးတွေပေါ့နော်အဲ့လိုမျိုးအမရဲ့ career ဟိုပြောတာပုတ်ခတ်စော်ကားတာတွေကကြတော့လေအမရင်ထဲမှာမကောင်းဘူးအဲ့လိုမျိုးကြတော့လေရင်ထဲမှာမကောင်းဖြစ်တယ်မကောင်းဖြစ်တဲ့ခါကျတော့အိုးငါလဲငါထမင်းငါစားနေပြီးတော့မှကိုတိသလောက်နော်ခုနပြောမေးကြတယ်ဆိုနေရမေးခွန်းလေးတွေကနားမလဲစားလို့မေးကြတာမသိလို့မေးကြတာအဲ့တော့ အမကကြတော့ကျမကကြတော့မှန်မှန်ကန်ကန်နဲ့တကယ်ကိုအချက်နဲ့အလက်နဲ့ကြိုးချောင်းခိုင်လုံစွာနဲ့အမြဲတမ်းကျမရှင်းပြခဲ့တယ်နော်အဲ့တော့အဲ့လိုရှင်းပြခဲ့တာဒီကျမဆင်ရလောက်တာမဟုတ်ဘူးလို့ပြောရတာလေအချိန်တသိန်းနဲ့တသန်းရှိပြီနော်ကျမတိတလောက်ကျမကပြောရင်းဆိုခွင့်ရှိနေတဲ့နေရာလေးမှာရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမကိုမေးတဲ့မေးခွန်းလေးတွေကိုအများသိအောင်လို့မလို့ကျမကဒီလိုမျိုး short video လေးတွေနဲ့တင်တင်ပြီးတော့မှဖြည့်ပေးခြင်းဖြစ်တဲ့ကျမတိတလောက်ကိုကျမပြောပေးခြင်းဖြစ်တယ်ကျမတိပါတယ်ကျမတတ်ပါတယ်ဆိုတာထက်ကို တိအောင်လေ့လာပြီးတော့မှပြောပြခြင်းဖြစ်တယ်တက်အောင်စူးစမ်းပြီးတော့မှသင်ယူပြီးတော့မှပြောပြခြင်းဖြစ်တယ်เนาะအဲ့တော့ပြောပြခဲ့တဲ့မြအကြောင်းအရာဒီမှန်ကန်သောတိကျသောခိုင်မာသောသတင်းအချက်အလက်ကိုအခြေခံပြီးတော့ပဲအငြင်းနဲ့ရှင်းပြပြောပြခဲ့ခြင်းဖြစ်တယ်ဆင်ရလောက်တာလည်းမဟုတ်ဘူးအာချောင်းတာလည်းမဟုတ်ဘူးနေရာတကာပါတာလည်းမဟုတ်ဘူး တိုင်းပြည်ရဲ့အရေးကိစ္စတွေမှာဆိုလဲဒီလိုပဲကျွန်တော်တို့တွေကပြောဆိုဆွေးနွေးလို့ရတဲ့ဘောင်မှာကိုယ့်ရဲ့တိုင်းပြည်ကိုယ့်ရဲ့လူမျိုးတွေအဖက်ဖက်ကနေကောင်းအောင်လို့မလို့ကျွန်တော်တို့ကပြောဆိုဆွေးနွေးခဲ့တာပဲရှိတယ်။ကျွန်မဘသူ့အပေါ်မှာယုံရင်ကြမ်းတမ်းရိုင်းဆိုင်စွာနဲ့ပြောဆိုဆက်ဆံခဲ့တယ်ဆိုတာမရှိဘူး။ဒါပေမဲ့ခုနပြောသလိုပေါ့ကျွန်တော်တို့နိုင်ငံကလူတွေရဲ့စိတ်တရားဘာဖြစ်နေလဲဆိုတော့မြတ်စွာဘုရားဆင်းပြီးတော့မှတရားဟောရင်တော့မြတ်စွာဘုရားနောက်တစ်ကြိမ်ထပ်ပြီးတော့မှပြိဋိဘံပြုတ်သွားမယ်တရားဟောရင်နဲ့เนาะမရတော့ဘူးစိတ်တရားအရန်ပြတ်ပြားသွားပြီ။ဘာဖြစ်လို့ဆိုရှယ်မီဒီယာမှာလွန်လွဲကူကူနဲ့ဆဲဆိုရိုင်းဆိုင်ကြတယ်လွန်လွဲကူကူနဲ့ပြောကြတ တယ်လွယ်လွယ်ကူကူနဲ့ပေါ့နော်အမားအမှန်ကိုစင်ရှင်တို့တရားတွေအားနေကြတယ်နော်အဲ့လိုမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ခါလေကြတော့လေစိတ်ပြက်အားရောမိတယ်တိလားအော်ကိုကလေအော်ငါကတော့ငါတမင်းငါစားပြီးတော့မှဒီခါလေကြရင်အစဲခံရတယ်ဟာဒီခါလေကြရင်ကိုတမင်းကိုစားပြီးတော့မှဘာမှလည်းအကျိုးရှိတာကျမတို့ဘာအကျိုးမှမရှိဘူးမှန်သောစကားကျမအခုလိုရှင်းပြနေတဲ့ရှင်းပြချက်တွေဒီကျမတို့ကဘာအကျိုးမှမရှိဘူး attention လိုချင်လောက်အောင်လဲ elmon တင်းက attention ရမှဖြစ်တဲ့သူမဟုတ်ဘူးဟုတ်လား ဆိုတော့ကျွန်မရှင်းပြနေတာတွေဒီတကယ်ကိုသိစေခြင်း တကယ်ကိုနားလည်စေခြင်းနဲ့စိတ်စေတနာတွေနဲ့ပဲရှင်းပြခဲ့တာပဲရှိတယ်ကျွန်မအတွက်ငွေကြေးရတော့၎င်းကျွန်မအတွက်ဘာဘာအကျိုးကျေးဇူးမှကိုမရှိတာသိလားဘာအကျိုးကျေးဇူးမှကိုမရှိတာဘာဖြစ်လို့ရှင်းပြတယ်လဲဆိုရင်စေတနာသိစေခြင်းနဲ့နားလည်စေခြင်းနဲ့ဒီမေးခွန်းလေးတွေလာမင်းနေတဲ့ပေါ်ဒီမှာကျွန်မကတိသွားစေခြင်းနဲ့အဲ့ဒါကြောင့်မလို့ကျွန်မတိတဲ့အတိုင်းတာဘောင်ထဲကနေပြီးတော့မှကျွန်မရှင်းပြတာအဲ့တော့လေ ချစ်တဲ့သူလည်းရှိမယ်မုန်းတဲ့သူလည်းရှိမယ်အဲ့တော့တစ်ခါတစ်ခါကြတော့လေကျမအနေနဲ့ရရင်စိတ်ပြတ်အားရောမိတယ်တိလားအော်ငါကတော့စေတနာနဲ့ရှင်းပြပေးမယ်သူတို့ဒီလိုကြီးမြင်နေပါလားဆိုပြီးတော့မှစိတ်ပြတ်အားရောပြီးတော့မှစိတ်တက်ကြတဲ့အချိန်တွေရှိတယ်ဒါပေမဲ့လည်းခုနကလိုပေါ့အားကိုတကြီးနဲ့မေးတဲ့မိကုံလေးတွေအာကိုကိုချစ်ခင်စွာနဲ့အဲကောမန့်လေးတွေကိုမြင်ရလို့ရှိရင်ကျမကလည်းအမှတ်မရှိဘူးတက်ကြတဲ့ကျဖပြန်ဖြစ်သွားပြန်ဆိုရင်လေနော်တက်ကြတဲ့ကျဖပြန်ဖြစ်သွားပြီးအားပေါင်းအာရင်နဲ့ပြန်ပြောခြင်းမြန်ရောကျမကလည်းအဲ့လို ဲ့လိုဆိုတော့လေအဲကြိုက်တဲ့သူလည်းကြိုက်လို့ရပါတယ်မကြိုက်တဲ့သူလည်းမကြိုက်လို့ရပါတယ်ဒါပေမဲ့ကျမတို့ကစင်းဆူရိုင်းဆိုင်လို့တော့မရဘူးဒါလေးတော့သတိထားဖို့လိုတယ်အခုကလေကျမတို့လူတွေဟာအချိန်ကုန်မခံချင်လို့ရုံးပြင်ကနာတွေနဲ့မပတ်သက်ချင်လို့ဒါရဲ့ဘာမှမဖြစ်သေးတာတခါတလေကျတော့တိတ်ပြီးလွန်ကျူးလာတဲ့ချလို့ ခါကြလို့ရှိလို့ရှိရင်စံနမူနာပြအနေနဲ့ဥပဒေဆိုတာရှိနေတယ်ဆိုတာလေးကိုတော့အားလုံးကိုသိစေချင်တယ်။ဒါကြောင့်မလို့ကျွန်မဟိုတစ်ခေါက်ကနေရဗီဒီယိုဖိုင်လေးတင်ပေးထားပါတယ်။ကျွန်မတို့ကြွေးတောင်းရင်တော့မှသူများထပ်ပုံကြီးနဲ့တင်ပြီးတော့မှမတောင်းမိစေနဲ့။ကိုကပတ်စံတော့ရစရာရှိတာပဲ။ဒါပေမဲ့ဆိုရှယ်မီဒီယာပေါ်မှာသူများထပ်ပုံကြီးနဲ့တင်ပြီးတော့မှကြွေးတောင်းပြီးလို့ရှိလို့ရှိရင်ကိုကြွေးရဖို့ပတ်စံရဖို့ရှိတာကသူနဲ့ကိုနဲ့ကတမို့ကိုကသွားပြီးတော့မှသူ့ရဲ့ဓာတ်ပုံကို public ပေါ်မှာသွားပြီးတော့မှ အတရေဖြတ်မှုကတမှုကိုကိုတတ်တတ်အဲ့တော့ကိုကမှန်ရဲ့သားနဲ့အဲ့တော့သူ့အလွန်ကိုအမားဖြစ်မယ်ကျမတို့လုံးလုံးမရဘူးဥပဒေရှိတယ်ပြင်းပြင်းထန်ထန်နဲ့ဥပဒေဟာအသက်ဝင်နေတယ်နော်အဲ့တော့နားမလဲကြတာတကြောင်အလုံရှုံမခံညင်ကြတာတကြောင်မလို့ဆိုရှယ်ပေါ်မှာလွန်လွဲကူကူနဲ့စော်ကားလို့ရနေတာသိလားအဲ့တော့စော်ကားတယ်ဆိုတဲ့နေရာမှာလဲ account တွေ page အတူတွေဘယ်ကမှမသိဆိုရင်လူတွေကမလိုက်ချင်ကြလို့သားရယ်ပလစ်ပေးထားတာ လှုပ်ပေးထားတာဒါလဲတကယ်လိုက်တယ်ဆိုရင်တကယ်မိတယ်နော်နည်းပညာအရလေ အဲ့တော့ကိုလူပုတ်ကိုအမှန်ကြီးနဲ့လူတဦးကနေလူတဦးကိုတခါလေဓာတ်ပုံကြီးနေနဲ့နာမည်ကြီးတက်ပြီးတော့မှမယိုင်းစော်ကားလာသည်เนาะထောင်တန်းငွေတန်းရှိပါတယ်เนาะအဲ့တော့လေအဲ့လိုမျိုးတွေအလွတ်တွေအယမ်းစော်ကားတာတွေကအတိုင်းအတာတစ်ခုထိရနေဆိုကောင်းနေကျမတို့ကလေတစ်ခုခုဆိုလို့ရှိလို့ရှိရင်တယောက်နဲ့တယောက်နဲ့အစင်တန်းမြင့်မြင့် debate လုပ်လို့ရတယ် discuss လုပ်လို့ရတယ် ပြောဆိုဆွေးနွေးလို့ရတယ်ဆင်းဆိုမိုင်းရိုင်းလို့တော့မရဘူးဟုတ်လားဆိုတော့ဆင်းဆိုမိုင်းရိုင်းနာရင်ဟာဘာမှမဖြစ်ရင်ဘာမှမဖြစ်ပေမဲ့ဖြစ်လို့ရှိလို့ရှိရင်ငွေတန်ထောင်တန်ငွေတန်ဖြစ်စေထောင်တန်ဖြစ်စေငွေတန်ရောထောင်တန်ရောဖြစ်စေနှစ်ရံလုံးကြခံရနိုင်တယ်နော်အဲ့တော့ ကိုကကျူးလွန်တဲ့ဟာဒီများရင်များတယ်လို့ပုံမှန်ကြီးပါတယ်เนาะဆိုတဲ့ခါကျတော့တော်ကြလင်းဘာမှမဖြစ်နေကြသေးတော့ဘာမှမရှိဘူးထင်ပါစို့လို့ဒါကြောင့်မလို့လေကျမခုနပြောတဲ့အတလွတ် သူများကိုမိုင်းတိုင်းစော်ကားတာမျိုးမပြောနဲ့လို့ကျမတို့ကိုကအမှန်ရစရာရှိလို့သူများရဲ့တည်င်းအချက်အလက်တွေသူများရဲ့ confidential တွေကိုကျမတို့ကဒီ public social media ပေါ်မှာတင်လိုက်တာရင်နောင်မှ ကိုကမှန်တဲ့အခြေအနေတစ်ခုဆိုရင်တောင်မှဘင်းကိုကမှန်တဲ့ကိုကသူ့ကိုတရားဆွဲလို့ရတယ်ဒါကတတ်တတ်ဒါပေမဲ့ကိုကသူ့ရဲ့ confidential sharing သူ့ရဲ့ခုနက privacy တွေကိုဒီ social media ပေါ်မှာတင်လိုက်ရင်သူကကိုကိုတဖန်တရားပြန်ဆွဲလို့ရတယ်အဲ့တော့ကိုကသူ့စီရရမယ်ပြစ်မှုပြစ်ဒဏ် ကိုကသူ့ကိုပင်းလို့ရတဲ့ပြစ်မှုပြစ်ဒဏ်ဒါတွေကိုသိဖို့လိုတယ်နော်ကျမတို့ကလည်းအခုဆိုရင်လူတွေကလွယ်လွယ်ကူကူနဲ့ဆိုရှယ်မီဒီယာပေါ်မှာဘာမှမဖြစ်ကြသေးတော့လေဟာဓာတ်ပုံကြီးနဲ့အတကုံနေစဲစားဆိုကြတာ အသက်ကုန်ကြီးပြောကြဆိုကြတာနော်ဆိုတော့တချို့ page တွေကအဲ့ဒါတွေကိုအတန်း page တွေကိုမတုနဲ့ page ရောင်ရောင်သတင်းရောင်ရောင်တွေကိုတွားပြီးတော့မှတုပြီးတော့မှ live မလုပ်နဲ့လူတွေလူပုဂ္ဂိုလ်တွေကဘာဖြစ်လို့လဲဆိုတော့သူတို့ကမြန်မာနိုင်ငံရဲ့ပြင်ပကနေဖြစ်စေနော်သူတို့ကဒီသူတို့ရဲ့ business အတွက်သူတို့ကလူချင်းလူချင်းရန်တိုက်မယ်ဟိုလူနဲ့ဒီလူနဲ့ကိုရန်တိုက်မယ်ဟိုလူကိုဘလိမ့်မယ်ဒီလူကိုဘလိမ့်မယ်ဟာဟိုလူကိုဘလို့ဖြစ်မယ်အဲ့ဒါသူတို့စီးပွားရှာနေတာပတ်စံရဖို့အတွက်ကိုအဲ့တော့ကိုရီလူတွေကလူပုဂ္ဂိုလ်တွေက personality ီးရက်တည်နေကြတဲ့ Facebook user တာမန် user တွေအနေနဲ့ကအဲ့လိုမျိုးသွားပြီးတော့မှလူပုဂ္ဂိုလ်တဦးရဲ့ဂုံတိတ်ခါဖြစ်စဉ်လူပုဂ္ဂိုလ်တဦးရဲ့ခုနကပြောတဲ့အကြောင်းချင်းရာတွေဖြစ်စဉ်လုံလိုက်လို့အဲ့ဒီသူတဦးကမကျေနပ်လို့တရားစွဲရင်ပြစ်မှုပြစ်ဒဏ်ဟာကိုပြောလိုက်ရတဲ့ဘာမဟုတ်တဲ့ဟာနဲ့မတန်တဲ့ပြစ်မှုပြစ်ဒဏ်တွေဖြစ်တယ်။ဒါကြောင့်မလို့ကျမအရင်တော့ကလည်းဒီပြစ်မှုပြစ်ဒဏ်တွေနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်တစ်ခုကျမတင်ထားပေးတယ်။ပြန်ရှာပြီးတော့မှနားထောင်ကြည့်။အဲ့ဒီအသည့်လေးကိုသိဖို့လိုတယ်ကျမတို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေက။ နော်အဲ့တော့လွယ်လွယ်ကူကူနဲ့ဆိုရှယ်မီဒီယာမှာဆဲဆိုနေကြတာဘာမှမဖြစ်တော့ဘာမှမဖြစ်ဘူးနော်အဲ့တော့လေကျမတို့အဲ့ဒါလေးတော့တိဖို့လိုနေအဲ့တော့တကယ်လုတ်တဲ့သူနဲ့တွေ့တဲ့အချိန်ကြလို့ရှိလို့ရှိရင်အကျိုးနဲတာပေါ့နော်အလုတ်တွေရှုပ်တာပေါ့ဟုတ်တယ်လားနော်အဲ့လိုမျိုးအဲ့လိုမျိုးလေးဖြစ်တယ်နော်အဲ့လိုမျိုးလေးဖြစ်တယ်ဆိုတော့ အကြောင်းချင်းရာတစ်ခုကိုအစင်တန်းမြင့်မြင့်ပြောဆိုဆွေးနွေးလို့ရတယ်။ရိုင်းဆိုင်လို့မရဘူးเนาะအဲ့တော့ကျမကတော့ကျမကိုဘယ်လိုပဲဖြစ်နေဖြစ်နေကျမတိတ်ကယူဆိုင်တတ်တဲ့အဲထဲမှာမပါဘူး။ဒါပေမဲ့လွန်လွန်ကျွကျွနဲ့ဆဲဆိုမရိုင်းလာတယ်ဆိုရင်တော့စိတ်ကောင်းတဲ့အချိန်ကြရင်တော့ကောင်းတယ်ပေါ့စိတ်မကောင်းတဲ့အချိန်ကြရင်တော့စံပြအနေနဲ့တော့အဲဘယ်နည်းဘယ်ရက်လဲတော့ရှိချင်ရှိကောင်းရှိလာနိုင်တော့ပေါ့နော်ဒါပေမဲ့ ပူလောင်လို့အလုပ်တွေရှုပ်လို့မလို့အမှန်တိုင်းပြောရရင်တော့မလုတ်ချင်ပါဘူးလုံလဲလုတ်ဖို့လည်းမလုတ်ပါဘူးเนาะဒါပေမဲ့လည်းတိတ်ဆိုးလာတယ်ဆိုရင်တော့အဲမလုတ်ဘူးဆိုတဲ့သူကလုံရင်ပိုကြောက်စရာကောင်းပါတယ်เนาะအဲ့လိုမျိုးအဲ့တော့အဲ့လိုမျိုးပြောလို့လည်းဘာရဲ့ညာရဲ့မပြောနဲ့အဲ့ဒီဥပဒေဟာလူတိုင်းမှာအဲ့ဒီအခွင့်အရေးခံစားပိုင်권ရှိတယ်နော်လူတိုင်းအဲ့ဒီအခွင့်အရေးရှိတယ်အဲ့တော့ကျွန်မခုနပြောသလိုကြွေးရစရာရှိလို့ Facebook ပေါ်ကတင်တောင်းနေဆိုရင်တော့မတင်တောင်းနဲ့လို့ကျွန်မသတိပေးထားတာနော်အဲ့လောက်ထိကိုကြီးလေးတဲ့ပြစ်ဒဏ်တွေရှိတယ် ဟုတ်ပြီလားတတိထားကြဖို့ပြောတာနော်အဲ့တော့ဘလိုပဲဖြစ်အယ်မွန်တင်ကဘလိုပဲဝေဖန်ဝေဖန်ခဏလေးတော့စိတ်ထဲမှာလေဟေးစိတ်မကောင်းနေဖြစ်သွားပြီမေးမိကုံးလေးတွေမေးတဲ့ချိန်ကြလို့ရှိရင်ပြန်ပြီးတက်ကြွတဲ့ကြက်ဖာဖြစ်သွားပြန်ရောပြန်ဖြေခြင်းမြန်ရောအဲ့တော့ကျမကအဲ့လိုပြောပြတာတွေကိုကြိုက်လားပြောပြတာတွေကိုမကြိုက်ဘူးလားဆိုတာကိုပိတ်သက်ကြီးကကျမကိုနည်းနည်းလေးဒီနေ့တော့ကျမကိုပြန်ပြီး మో တီပေးကြအောင်ဟုတ်ပြီလားအဲ့တော့ကျမပြောတာတွေကအကျိုးရှိလားအကျိုးမရှိဘူးလားဆိုတာလည်းပြောပြအောင်နော် ီနေ့တော့ကျမကိုမိုဒီပြန်ပေးကြဟုတ်ပြီလားနော်အဲ့တော့ခုနဟိုညီမလေးရဲ့မိကုံးကရွှေဝဲတာရွှေဆိုင်တဆိုင်ကနေပြီးတော့မှရွှေဝဲတယ်ရွှေတွေကหนีသွားလို့ဆိုတော့ဟာလေးကိုအမရှင်းပြမယ်နော်ညီမလေးတွေရဲ့အဲ့ဒါကြတော့လေအာအမကတော့အမှန်တိုင်းပဲရှင်းပြမှာနော်ဘယ်ဘက်ကမှလိုက်ပြီးရှင်းပြမှာမဟုတ်ဘူးသိလားဆိုတော့ရွှေတွေหนีသွားတယ်လို့ဖြူသွားတယ်လို့ကွက်သွားတယ်လို့ဆိုတဲ့ဟာမျိုးလေးညမကြခဏဖြစ်ကြတယ် နီးလန်းနှမျိုးနဲ့ဖြစ်နိုင်တယ်အဲ့တော့ပထမနီးလန်းကတော့ရွှေရည်နှိမ့်နဲ့ရွှေရည်မှာဖြစ်ဖို့များတယ်ပေါ့နော်ဖြစ်တတ်တယ်ပေါ့နော်ရွှေရည်နှိမ့်လို့ဖြစ်တတ်တယ်နောက်တနည်းအားကြတော့ဘာဖြစ်လဲဆိုတော့ဂဟေသာဖြစ်တဲ့နေရာတွေပေါ့ဂဟေနဲ့ဆက်ထားရတဲ့နေရာတွေပေါ့နော်ကျမတို့ပစ္စည်းတွေမှာဆိုရင်အဲဒီလိုမျိုးပေါ့ဒီလိုလေးတွေဆိုရွှေလေးတွေဆိုဒီမှာတစ်ခုနဲ့တစ်ခုနဲ့ဒီလိုလေးတွေဂဟေလေးတွေနဲ့တို့ရတာတွေဆက်ရတာတွေရှိတယ်ဆက်တဲ့နေရာလေးတွေကအဲ့ဂဟေစာလေးတွေအနေပြီးတော့မှဂဟေစာလေးတွေပေါ်လာပြီးတော့မှหนีသွားတာမျိုးလေးတွေလည်းရှိတတ်တယ်နောက်တနည်း နောက်တစ်ခုကကြတော့ဘာဖြစ်တလဲဆိုတဲ့ခါကြတော့ဝိတဲ့သူပေါ့ဝိတဲ့သူရဲ့ချွေဝိတဲ့သူရဲ့ချွေကတချို့ချွေကကြတော့အငန်တက်အရန်များတယ်ပေါ့နော်အငန်တက်အရန်များတဲ့ချွေနောက်တစ်ခုကကြတော့ပေါင်ဒါမိတ်ကပ်နောက်တစ်ခါဘော်ဒီလိုရှင်းရေမွေးစတဲ့ဟာတွေမှာ ပါတဲ့ကက်မီကယ်တွေနဲ့ဓာတ်ပြုတ်သွားလို့ရှိလို့ရှိရင်လည်း หนีทွားတာတို့ဖြူทွားတာတို့กွက်ทွားတာမျိုးတွေဖြစ်တတ်ပါတယ်เนาะအဲ့တော့ရွှေหนีทွားတယ်ဖြူทွားတယ်กွက်ทွားတယ်ဆိုတော့ရွှေအေးနှိမ့်လို့ရေတော့ရေတော့အကြောင်းတစုံတစ်ခုလည်းတဲ့တော့မဟုတ်ဘူးခုနလိုပေါ့ဝစ်တယ်ကျွန်တော်တို့ body lotion နေအဲကျွန်တော်တို့ powder တွေ make up တွေ skin care တွေနောက်တစ်ခါရေမွေးတွေပေါ့เนาะအဲ့ဒါတွေကနေပြီးတော့မှထိမိတာတွေနောက်တစ်ခါခန္ဓာကိုယ်ရဲ့ချွေးပေါ့เนาะချွေးအဲ့ဒီချွေးတွေကြောင့်မလို့လေหนีทွားတာတွေဒီ chemical နဲ့ဖြစ်ပြီးတော့မှหนีทွားတာမျိုးတွေဖြူทွားတာမျိုးတွေกွက်ทွားတာမျိုးတွေဖြစ်တတ်ပါတယ်เนาะအဲ့တော့ အဲ့လိုမျိုးညီသွားရင်ဖြူသွားတာမျိုးကွက်သွားတာမျိုးဖြစ်ရင်ဘာလို့လို့ရနိုင်တယ်လဲဆိုရင်အယောင်ပြန်တင်လို့ရပါတယ်နော်အယောင်ပြန်တင်လိုက်တယ်ဆိုလို့ရှိလို့ရှိရင်အဲ့ဒီဟာတွေကပြန်ပြီးတော့မှအာမူလအယောင်တိုင်းနဲ့ရွှေအယောင်တိုင်းနဲ့ပြန်ဖြစ်ပါတယ်နော်အဲ့တော့ရွှေရည်နှိမ့်လို့မလို့ညီတာမျိုးရွှေရည်နှိမ့်လို့မလို့ဖြူတာမျိုးဆိုတာထက်ကိုခုနကအကြောင်းချင်းရတွေကြောင့်မလို့ဖြစ်တာပိုများပါတယ်နော်ဆိုတော့ညာသောအဖြစ်ကတော့ရွှေရည်နှိမ့်လို့မလို့ဖြစ်တယ်ဆိုတာကခဲရင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့73ဘဲတို့အာ14ဘဲတို့ဆိုရင်တော့မှရွှေရည်ကတော်တော်ကောင်းနေတယ် းတာလေနော်15ပဲရေလို့ပြောတဲ့ရွှေဆိုင်နေကနေပြီးတော့မှหนีသွားတယ်ဖြူသွားတယ်ဆိုတဲ့အကြောင်းချင်းအရာတွေကခုနကကိုမတိလိုက်တဲ့ပေါ့နော်ကိုရဲ့ daily ဒီနေထိုင်မှု ပုံစံကနေပြီးတော့မတိလိုက်ဘဲနဲ့ဖြစ်တဲ့ဟာလေးတွေကနေပြီးတော့မှာ ဖြစ်သွားတဲ့အကြောင်းချင်းအားလေးကြောင့်မျိုးဖြစ်တတ်တာပါเนาะညီမလေးတို့တိတ်ပြီးတော့မှဟိုစိုးရိမ်စရာမျိုးတော့မရှိပါဘူးเนาะဆိုတော့လေဘာဖြစ်ဆိုအမတို့ဒီလို73ဘေးကြီးတွေတောင်မှတော်ရုံတိုင်ရုံဆိုရင်ညီခဲပါတယ်เนาะဆိုတော့15ဘေးကြီးဆိုင်နေကနေ15ဘေးရွှေကြီးညီတယ်ဆိုတာမျိုးကလည်းအဲ့လိုပေါ့ခုနလိုပေါင်နာမှုန်နေအဲမိတ်ကပ်တွေเนาะဆွဲကြိုးတွေဆိုပို့ပြီးတော့မှဖြစ်တတ်တယ်เนาะနောက်တစ်ခါဆွဲကြိုးတွေပို့ပြီးဖြစ်တတ်တယ်နောက်တစ်ခါငကတ်တွေပေါ့ရွှေငကတ်တွေနဇွဲတွေဆိုဖြစ်တတ်တယ်သိလားဆွဲကြိုးတွေဖြစ်တတ်တယ်နောက်တစ်ခါ လက်ကောက်တွေဖြစ်တတ်တယ်သိလားနော်လက်ကောက်တွေဖြစ်တတ်တယ်အဲ့တော့အမျိုးသမီးတွေဆိုတခါလေကြာလက်ကောက်တွေဆိုလေအာဟိုဟိုအကျန်းနေပါဗဒန်ဝတ်ထားတာပေါ့နော်အဲ့လိုရှာလက်ဟိုအိဟင်းချက်ရင်းနဲ့ရှာလက်ကားကြီးမျိုးတွေသိရလားအများကြီးပေါ့နော်ထိမိတဲ့ဟာတွေကအဲ့လိုမျိုးနဲ့ဓာတ်ပြူတယ်ဆိုလို့ရှိရင်လေဖြစ်တတ်ပါတယ်နော်ညီမလေးတို့ဆိုတော့လေဟို စိုးရင်စရာမျိုးတော့မဟုတ်ဘူးအယောင်ပြန်တင်လိုက်လို့ရှိလို့ရှိရင်မူလအတိုင်းပဲပြန်ဖြစ်ပါတယ်เนาะဘာဖြစ်လို့ကျွန်တော်တို့73ဘေးရီရွှေတွေနဲ့တောင်မှပဲဝစ်ကြသေးတာလေเนาะ65ဘေးရီရွှေတွေကနေဖြူသွားတယ်နှီးသွားတယ်ဆိုတာကတော့65ဘေးရီရွှေဆိုင်ကတော့အရင်ကြီး65ဘေးရီလို့အာမခံထားတာကနေအရင်ကြီးညံ့လောက်အောင်တော့လေဟို မလုတ်ကြတာများပါတယ်မလုတ်ဘူးလားဆိုတော့လေလုတ်တာလည်းရှိမှာပေါ့เนาะမလုတ်ကြတာတော့များပါတယ်เนาะဒါလေးကတော့အလင်းတင်းလို့ရှင်းပြတာပါเนาะညီမလေးတို့เนาะအဲ့လိုမျိုးဖြစ်သွားတယ်ဆိုအရင်မကြောက်သွားပါနဲ့ကိုဝယ်တဲ့ဆိုင်ကိုသွားပါတည်တည်ချာချာမေးပါအဲတခါလေကြောက်ကျမတို့ကျမလည်းရွှေဆိုင်ဖွင့်တဲ့ခါကျတော့ကျမတို့ကဧည့်တယ်အောင်မင်းဧည့်တယ်ကဘာမှမလုတ်ဘူးကြီးပဲဧည့်တယ်ကမဝယ်ဘူးကြီးပဲလက်ကောက်တွေဆိုပြန်လာတယ်လိန်ပိမ့်ပြီးတော့လာတယ်ဧည့်တယ်ကမဝယ်ဘူးပဲဧည့်တယ်ကလည်းအဲ့လိုတော့ရှိတယ်နော်အဲအောက်တွေမိကုန်တယ်လက်စွပ်တွေဆိုကျမတို့ဒီလိုလက်စွပ်တွေဆိုလေဒီလိုမျိုးတွေဆိုလေအဖြူတွေနဲ့ဖျန်းထားတာဆိုရွှေ ွေသားတွေတောင်ပေါ်တယ်ဒါပေမဲ့ဧည့်တရားမဝစ်ဘူးပဲနောက်တစ်ခါကျမတို့ MC ဂျိုးတွေရောင်းနေ MC ဂျိုးဆိုကျမတို့က16လက်မပေါ့ရောင်းလိုက်တယ် MC ဂျိုးကပြန်လာလို့ရှိရင်24လက်မလောက်ဖြစ်နေပြီယုံတာကို MC ကကျတော့ယုံတယ်နိယုံတယ်ကျမတို့ကဆွဲကျိုးလေးကယုံသွားပြီနော်အထည်ပြက်ဖြစ်သွားအထည်ပြက်ဆိုရင်တော့ကျမတို့ကနည်းနည်းလေးဈေးလေးခွာတာပေါ့နော်ဆိုတော့အထည်ပြက်လေးဖြစ်သွားတယ်နော်ဆွဲကျိုးလေးကယုံတယ်ဆိုတော့မဝစ်ဘူးမဝစ်ဘူးမဝစ်ဘူးအဲ့တော့နောက်ဆိုကိုကလည်းဘယ်လိုလုပ်ရလဲဆိုရင်လေပေဂျိုးနဲ့တိုင်းလိုက်ရတယ်ဧည့်တယ်ပေါ့ဒီမှာနော်16လက်မနော်ဒီမှာ 20လက်မနော်ဒီမှာဆိုပြီးတော့ဘောက်ချာထဲမှာ20လက်မဆိုပြီးတော့မှတိုင်းပြီး20လက်မဆိုပြီးတော့မှလေကျမတို့ဘောက်ချာမှာထည့်ရေးပေးရတယ်။အဲကြတော့မှကျမတို့ပြန်လာရင်တိုင်းလိုက်ကိုရှည်တယ်ဆိုရင်အဲကြမှတို့ကလည်းလက်ခံတာမဟုတ်တော့မဝိဖူးကြီးပဲလက်ောက်တွေဆိုလဲဗိုက်သားတွေဗတ်ပြားပြောင်နေဆိုဗိုက်သားတွေဆိုလဲခွင်နာပြီးတော့မှလေပိန်ပြီးတော့မှတခါလေးဆိုအပေါက်တွေဖြည့်ပြီးရေတွေဝင်ပြီးဝိတ်ချိန်နေတောင်ပြောင်းနေမဝိဖူးပဲမဝိဖူးပဲအဲ့လိုမျိုးအဲ့လိုလေးတွေတော့ရှိရယ်နော်ဒါကတော့လေညောင်သူနဲ့ဝယ်သူကြားမှာ ကြုံတွေ့ရတဲ့ပြဿနာလေးတွေပေါ့လေဆိုင်ဘက်ဝဲသူဘက်ပေါ့ဒါလေးတွေကိုကျွန်မပြောပြတာပါเนาะဆိုတော့အဲ့လိုမျိုးလေးမြန်းနှီးသွားတာတို့ကွက်သွားတာမျိုးဆိုအရင်စိတ်လည်းမဆိုးနဲ့အရင်ကြီးလည်းဆိုင်ပေါ်မှာလည်းအပြစ်မတင်ပါနဲ့ဒီလိုအကြောင်းချင်းရမျိုးလေးတွေကြောင့်မလို့ဖြစ်တတ်တာမျိုးလေးတွေရှိပါတယ်အယောင်ပြန်တင်ပြန်ပြောက်သွားပါတယ်เนาะ